ာနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကပါကန့်လန့်ခံရတယ်ရွေးချယ်ခံရတယ်ဆိုတော့ပို့ပြီးအတိုင်းမသိပြီးဖြစ်ရတာပေါ့နော်ဒီလောက်ဆုံးပြတ်ပတ်နေရဲ့အဲ့ဒါအိတ်သက်ခွေရလဲလက်ရှိနေကြသေးရဲ့ဒီစကားလေးကို Academy ဖြိုးချုပ်စုပေးပွဲမှာလည်းပြည်သက်တွေကအရန်ရစီတင်ကြရပေါ့ရှို့တော့မမတ်မော်တာရှင်းနေရတဲ့တမီးကိုတမောစီကဘာအကြောင်းမှမရှိဘူးမြောက်သားကြီးကိုတော့ဘက်ကနေပြီးတော့မီမီကိုကိုတက်ရောက်ပေးပါဆိုပြီးဘိုင်နှင်းနဲ့လာတာပေါ့နော်ဘုဘက်ကဟိုတကူးတကားကိုအမားနဲ့တွေ့ကျင်တယ်ဒီကားကိုလည်းပြကျင်တယ်အမားနဲ့တွေ့ကျင်တယ်ဆိုပြီးတော့အတိမပြုခံရတာပေါ့နော်အဲ့တော့အားလုံးကတော့ဒီပွဲတော်မှာကျွန်တော်တို့စုရည်ယူပြီးတော့ပြန်လာစီတင်တာပေါ့အမှုတွေကအင်းလာနေမယ်ဆိုတော့ ဘာစက်ကူးနေရှင်းနေကြရကျွန်မဘောဒီထက်ပို့ပြီးတော့ခံရနေအာအခုဒီဟိုအားလုံးအားပေးခဲ့ကြရဲ့ညနေစီပေါ့နော်ညနေစီကအခုအာဒါကျွန်တော်တို့ဒီညမနိုင်ငံမှာတော့ဒါ2024လောက်ရုံတင်ပြသခဲ့ပေါ့နော်အခုကတော့ဒါတရုတ်ပြည်မှာကျင်းပမယ်ဒါ6နိုင်ငံပေါင်းစုံမဲ့အဲရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက်ရွေးချယ်ခံရပါတယ်ဟုတ်ကဲ့ဟုတ်ဒီသဘေနဲ့မြန်နင်းစီကိုကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာစပြီးရုံတင်ကြတဲ့အားကိုအာကြီးစုပြီးတဲ့ပြည်သက်တွေကအဲ့လိုမျိုးနိုင်ငံတကာကိုသွားစီတင်တာပေါ့နော်ရွှေရှင်ပွဲတွေမှာ ဝင်စေချင်တာပေါ့အဲ့တော့ဟိုဒီဆန္ဒလေးကအမြဲတမ်းရှိခဲ့ကျွန်တော်တို့လည်းဒီဆန္ဒလေးဖြည့်ဆည်းပေးချင်တယ်ပေါ့နော်ဒါပေမဲ့ဒီအချိန်ဒီအကြောင်းရက်တွေမျိုးမျိုးမှာကျွန်တော်တို့မှဟိုစောင့်ဆိုင်းရတဲ့အချိန်တွေဆိုတာမျိုးမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ဒီအချိန်မှာဟိုပြုံးနေမှာကားရိုက်နေရကားရိုက်နေရကားရိုက်ပြီးတော့ပြန်ပြန်လာခြင်းမှာပဲဒီစိတ်ထေးရုပ်ရှင်ထုတ်လို့ရအငယ်ဦးဝင်းကြီးကနေပြီးတော့တားရေးဆိုပြီးတော့ရုံးခေါ်ပြောတော့ခေါ်ပြောတော့အယံဝမ်းသာသွားတယ်ပေါ့အဓိကဟိုကိုရီးယားဖန်တီးမှုလေးကဒါနိုင်ငံတကာဟိုသွားရတာတပိုင်းဒါအပြင်ဟိုဟိုအားပေးခဲ့ကြတဲ့ဒီဟိုမြန်လင်းစီကိုအားပေးခဲ့ကြတဲ့ ကြည့်ရှုပြီးရပြဿနာတွေကဆန္ဒလေးတွေကိုကိုကဟိုဖြည့်ဆည်းပေးနိုင်နိုင်ပြီဆိုပြီးတော့ဒီဆန္ဒလေးအဲ့ပုံမှာအရန်ပျော်သွားတာဗောနော်ဟုတ်အရန်ပျော်သွားပါတယ်ဟုတ်ဒီလောက်ဆုံးပြတ်တက်နေရဲ့အဲ့ဟိုအိမ်တက်ပွဲကလည်းလက်ချစ်နေကြသေးရဲ့ဒီတခါအိမ်တက်ပွဲလို့လို့ရှင်လေညီဝိုင်းကထဲလိုက်ရင်မကောင်းလားညီဝိုင်းကမကလို့ မပါပွဲလဲလို့ကျွန်မလုံးဝစိတ်ဝင်စားဘေးနဲ့မြန်နင်းစီကကျွန်တော်အတွက်ဆိုရင်တော့ပထမဦးသွေးရှင်စကားကြီးပေါ့နော်ဒါအရှိမာတော့ဒီဇလန်ရဲ့ဟိုဒီ universe တွေရာ series တော့ရှိတာပေါ့နော်ဒီအဲဒီ beginning ကတော့ရုပ်ရှင်စကားကြီးပေါ့ဒီရုံရုံဒီပြတ်တဲ့အချိန်မှာလေပြတ်တဲ့တွေကတခဲနဲ့အားပေးခဲ့ကြရကျွန်တော်တို့ဒါအဲ6ပတ်မြောက်အထိကိုလက်မှတ်တွေဝယ်မရတော့လောက်အောင်အရင်အားပေးခဲ့ကြရတဲ့အတွက်လည်းတကယ်ကျေးဇူးအများကြီးတင်ရတယ်ပြီးတော့ဟိုဒီစကားလေးကို Academy ထူးချွန်စုပေးပွဲမှာလည်းပြည်သက်တွေကအရန်ရစီခြင်းကြရပေါ့เนาะရစီခြင်းကြတော့ဟိုရရခဲ့တာမရခဲ့တာထက်ဆာလို့ရှိရင်ပြည်သက်တွေရစီခြင်းနဲ့ဆိုတာနဲ့အရန်ဂျင်းနဲ့ PD ဖြစ်ခဲ့ရတယ်ပေါ့เนาะပြီးတော့ကျွန်တော်တို့လည်းဒီလောကထဲမှာဆက်ပြီးရှင်သန်မှုအတွက်ကိုဟိုအားရင်အများဖြစ်ရတယ်ပေါ့အခုလည်းဒါနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကပါကန့်လန့်ခံရတယ်ရွေးချယ်ခံရတယ်ဆိုတော့ပို့ပြီးအတိုင်းမသိ PD ဖြစ်ရတာပေါ့เนาะဒါပေမဲ့ဟိုကျွန်တော်ဟိုဒီနေ့ဗီဒီယိုလေးတင်ထားတယ်ပေါ့เนาะပြောထားသလိုပဲပေါ့ဒီလိုမျိုးအားလုံးရဲ့ဟိုအဓိကအကြောင်းရင်းပင်မရင်းမြစ်ကတော့ဒါ ပြည်သက်တွေရဲ့အားပေးချစ်ခင်မှုကြောင့်လို့ပဲကျွန်တော်မမေ့မီရောဒီတပိနေမြန်ကြီးတစ်ဖွဲ့သားလုံးကတော့ဟိုယူဆကြရဲပေါ့နော်အဲ့ဒါချစ်တော်ချစ်တော်ပြည်သက်ကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ညနေညသမီးရကတာခုံနိုင်နဲ့မစိမ့်ပါပါလားโอเค အကျွန်တော်ဒီတရုတ်ပြည်ခီးစင်ကကျွန်တော်ရဲ့မမေမီရဲ့နှစ်ယောက်သွားမှာပေါ့နော်အဲအဲ့အတွက်ကတော့ကျွန်တော်တို့ဒီပွဲအာဂျင်နာတွေအကုန်လုံးတော့ကျွန်တော်တို့မှာကျွန်တော်တို့ဘက်ကမြန်မာဘက်ကနေလောက်ရမဲ့ဟိုဟိုကိစ္စဝဝတွေကိုတော့ကျွန်တော်တို့တိထားပြီပေါ့အဲ့အတွက်ကျွန်တော်အမအရောအများကြီးပြင်ဆင်နေပါတယ်ဟုတ် ဟုတ်ကဲ့အဓိကဟိုပါပေါ့နော်ကျွန်တော်တို့ဒီတပင်းနယ်မြနှင်းစီကဟိုကျွန်တော်စပြီးဖန်တီးကလေးရလဲဒီလိုလက်ရှိခေတ်အခြေအနေမဟုတ်ပဲနဲ့ခေတ်တခေတ်ကိုအဲထင်ဟပြတ်တာတယ်မြန်မာအမျိုးသမီးတယောက်အကြောင်းဆိုတော့ဟိုအဲ့ဒီခေတ်အဲ့ကာလာမြန်မာအမျိုးသမီးရဲ့အညီဝစားတွေမိတ်ကပ်စပင်းတွေဒါမျိုးကိုဟိုနိုင်ငံတကာကိုချပြခွင့်ရမယ်ဆိုပို့ပြော်တာပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဒီခေတ်ဒီကာလာတွေတုန်းကဒီလိုဒီလိုဝစားမျိုးတွေဒီလိုမိတ်ကပ်စပင်းမျိုးတွေနဲ့အမျိုးသမီးတွေရှိပါလားဒါမျိုးကိုအဲကျွန်တော်တို့ဒီဒီဘက်ခေတ်မှာလူငယ်တွေ ကဖန်တီးထားပါလားဆိုတဲ့ဟာမျိုးနိုင်ငံတကာကိုတခြားလေးပြရမယ်ဆိုတော့ပို့ပြီးတော့ PD ဖြစ်တာပေါ့နော်ပုံမှန်လည်းဟိုတခြားတခြားနိုင်ငံကကားကောင်းနေလည်းအများကြီးပါဝင်လာမှာပါဒါပေမဲ့ကျွန်တော်တို့လည်းဟိုကိုတက်နိုင်တလားအကောင်းစူးစမ်းထားတာပေါ့နော်စူးစမ်းထားရဲဆိုတော့ကိုရဲ့ဒီဖန်တီးမှုလေးတွေကိုအားလုံးကကြည့်ရှုပေးမယ်ဆိုတော့လည်းပို့ပြီးတော့ကျင်းတဲ့ PD ဖြစ်ရပါအကုန်လည်းယူပါရဲပြဟုတ် အော်ဟုတ်ကဲ့အာဒီရုပ်ရှင်ပွဲကတော့ကျွန်တော်လေးလာကြည့်ရတော့ဒီလောက်ကတော့ရှေ့နှစ်တည်းကတော့စုရည်တော့အာပေးလေးရှိရယ်ပေါ့နော်စုရည်ပေးလေးရှိရယ်ဒီနှစ်ကတော့ကျွန်တော်ပွဲပြီးတော့မှသိရမှာပေါ့နော်အဲ့တော့အားလုံးကတော့ဒီပွဲတော်မှာကျွန်တော်တို့စုရည်ယူပြီးတော့ပြန်လာစီတင်တာပေါ့ဒါပေမဲ့ဟိုစုရတာမရတဲ့ဆာလို့ရှိရင်ပရိသတ်တွေကအခုချိန်ထိကိုမမေ့သေးဘဲနဲ့အာအများနဲ့ချစ်ခင်အားပေးတယ်ဟိုဒီချိန်ထိကိုပေါ့နော်ဒီတပင်နဲ့ညာနှင်းစီရောညာစန်းချီဆိုတဲ့အမျိုးသမီးရောရင်မထဲမှာ ဟိုနေရာတနေရာလေးပေးထားတဲ့အတွက် တကယ်ကိုအများကြီးခြေနဲ့ပီတိဖြစ်ရပါတယ်ဟုတ်ဟိုကျွန်တော်အခု drink ကြီးအများကြီးရိုက်နေဆိုရင်ပဲဒီလိုပဲထပ်ပြီးတော့ဟိုအမှတ်တိုင်ကောင်းနေအမှတ်တရကောင်းနေထပ်ပြီးဖြစ်နိုင်သေးရယ်ဆိုရင်ပဲညာနေစီရဲ့အမှတ်တရတော့ဘာနဲ့မှရှင်းလို့ရမှာမဟုတ်ဘူးကွာဘာလို့ဆိုတော့ပထမအဦးဆုံးဆိုတဲ့အရာတွေမှာကျွန်တော်တို့မှာဟိုပထမအဦးဆုံးဆိုအချစ်ဦးလို့ပေါ့နော်ဟိုတကယ်ဟို ရင်ကုန်မှုတွေကအမြဲအမြဲပြန်တွေးလိုက်တိုင်းမှလွမ်းစရာလေးလည်းဖြစ်တယ်ပိုပြီးတော့ဟိုအမှတ်ရရဖြစ်တာအခုချိန်ထိကိုမမေ့သေးပဲနဲ့ဒီဒပင်နဲ့မြန်နင်းစီကိုအသေးဆွဲဖြစ်နေကြတဲ့ပြဿနာတွေအများကြီးရှိသေးတယ်ဆိုတော့တကယ်ချင်းနဲ့ PD ဖြစ်ရပါတယ်ဟုတ်ဒါပေါ့ဒါပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအမကတော့ဒါကျွန်တော်နဲ့အမနဲ့ဟိုစပြီးစုံစည်းခဲ့တဲ့ရုပ်ရှင်စကားကြီးဖြစ်ပါတယ်အဲ့တော့အမကတော့အရန် ချိန်နဲ့ PD ဖြစ်တာပေါ့နော်ပြီးတော့အဓိကကသူကသူ့အတွက်ဆိုင်သူ့သူ့အကြောင်းကလည်းအားလုံးသိတဲ့အတိုင်းပါပဲသူကသူ့အတွက်သူတိတ်မသွေးဘူးလေနော်အဲ့တော့ဒီညနေသီးတစ်ဖွဲ့စားလုံးအတွက်ကောပြီးကျွန်တော်အတွက်တော့သူဂုံယူတယ်အဲဒါပေမဲ့ဟိုဘက်ကတော့အဲဒီเออปวยรอบักก็နေပြီးတော့မီမီကိုကိုတက်ရောက်ပေးပါဆိုပြီးဘိုင်နင်းနဲ့လာတာပေါ့เนาะဘိုင်နင်းနဲ့လာဆိုတော့အမအမကိုလည်းသူ့သူ့အတွက်သူတွေးပြီးပျော်ဖို့ကျွန်တော်ကပြန်ပြီး push လုပ်နေရအမအမပျော်ရမယ်ဒါ တိမပြုခံရတာပေါ့နော်ဟိုဘက်ကဟိုတကူတကားကိုအမားနဲ့တွေ့ကျင်တယ်ဒီကားကိုလည်းပြကျင်တယ်အမားနဲ့တွေ့ကျင်တယ်ဆိုပြီးတော့တကူတကားဟိုဟိုဘယ်လိုပြောရမလဲဆန္ဒရှိရယ်ပေါ့နော်ဆန္ဒရှိရအတွက်အမပြောရမယ်ဆိုပြီးပြန်ပြီးဟိုဖြစ်ရအမားကတော့ဟိုသူ့စိတ်ရင်လေးကတော့သူ့အတွက်ဆိုရှင်သူ့အတွက်စာလို့ရှင်ပရိသတ်တွေအတွက်ကျွန်တော်တဖွဲ့သားလုံးအတွက်ပြီးကျွန်တော်အတွက်ပေါ့နော်အဲ့ဒါကိုပို့ပြီးတော့သူကျင်းတဲ့ PT ဂုံဖြစ်တာသူပို့ပြီးညားတယ်ကျွန်တော် တွေ့နေရတယ်ပေါ့နော်ရှုံတော့မမတ်မော်တာရှင်နေရတဲ့တပီကိုတတ်မော်စရာဘာအကြောင်းမှမရှိဘူးမြတ်စံကြီးဟုတ်ကဲ့ပါတကယ်လို့ဒါဒီပွဲမှာဟိုစုဆိုတာတော့ကျွန်တော်တို့အနေနဲ့အရင်ဟိုမမှန်ရဲပါဘူးမမှန်ရဲပါဘူးဆိုတာတခြားနိုင်ငံကားတွေလည်းအများကြီးကောင်းတာတွေလည်းဟိုရှိရှိရဲပေါ့နော်နိုင်ငံကိုစားပြုကားတွေလည်းဆိုတော့ဟိုကားကောင်းတွေပဲလာကြမှာပေါ့နော်အဲ့တော့ဟိုတကယ်လို့အကယ်၍များတာစုရခဲ့မယ်ဆိုရင်ဒါပထမဦးဆုံးဟိုကျွန်တော်တို့လက်ခံရရှိရဲစုရဖြစ်မှာပေါ့နော်ဒါပေမဲ့စုရမရတဲ့အစားအရှိရင်ဒီလိုနိုင်ငံတကာမှာကျွန်တော်တို့ဖန်တီးမှုလေးတွေကျွန်တော်တို့ညီမရင်ကြီး ေးမှုပြသခွင့်ရရတယ်ပြည်သက်တည်းရဲ့ဆန္ဒဖြည့်ဆည်းပေးနိုင်တယ်ပေါ့အဲ့ဒီအတွက်နဲ့ကျွန်တော်အများကြီး PD ဖြစ်ပြီးဂုဏ်ယူရပါတယ်ဟုတ်